င်္ဂလာပါရှင်ယခုဖတ်ပြမှာကတော့စာရေးဆရာတက်ဆာနေရေးသားထားတဲ့အခြားသောအရာများနဲ့လို့ဆိုသည့်စာအုပ်ထဲမှာတိုင်နဲ့လို့ဆိုသည့် modern ဝတ္ထုတို့လေးကိုဖတ်ပြမှာပဲဖြစ်ပါတယ်ရှင်အားလုံးပဲလိုက်ပါနာဆင်ပေးကြပါအောင်ရှင် တိန်နှင်းလူငယ်စဉ်ကမကြခနာပင်ကောင်းငင်သူပြန်တက်လို့သောစိတ်ဖြစ်ပေါ်ခဲ့ဘူးသည် အခြားဆန္ဒရှိလာသောကြောင့်မဟုတ်တိန်ကိုကန်ကြည့်လို့မှုတစ်ခုကြောင့်ဖြစ်သည် အပြာနှုတ်ရောင်မိုးပြင်းမှာဆွတ်ဖြူသည့်တိန်ဆိုင်တို့ပူရှံမျောလွင့်နေပုံကိုတစ်ပင်ကွာကြပေါ်တက်ထိုင်၍၎င်းအင်ခေါမိုးသူပြပေါ်ပလက်လှန်လဲ၍၎င်းတမက်တမောကြည့်ဘူးသည်ဤစုပြုံမှုဤသည့်တိန်တိုက်တို့အပေါ်သာထိုင်လိုက်တော်ရလျင် ကြားပူသောပုံမြင်တွေက ကော်စောပြန်စီရတာမျိုးထက်သာလိမ့်မည်ဟုတွေးမိ၏။ကလေးသာသာလူပြောပါဘဝစိတ်ကူးနဲ့ထိုတိမ်တိုက်တို့အထဲတွင်တုံးဝေလူလိမ့်ခြင်းသည်ပျော်မြူးခုံပေါက်ခြင်းသည်တငယ်ချင်းမိုးကြော်စီကဆေးရောင်စုံရုပ်ပြဆောက်ထဲတွင်အတောင်ပေါက်နေသောလူများ၏ပုံကိုတွေ့ရသောအခါသူတအံ့တော်သောကြာမိပြန်သည်ရုပ်ပြစာအုပ်ကိုနိုင်ငံသားမှပြန်လာသည့်မိုးကြော့အဖေယူလာခဲ့ခြင်းဖြစ်သည်။သူ့ဘဝတွင်တိမ်တွင်အကြောင်းကိုပထမဆုံးပြောနိုင်သူမှလည်းမိုးကြော့ပင်ဖြစ်၏။ ကျောင်းပရက်တွင်မိုးကြသည်သူ့ဖိုးနှင့်အဖွားရှိရာမန္တလေးသို့လေရင်ပြန်ဖြင့်သွားလေခဲ့သည်ဒိုစီရဲ့လေရင်များကတိမ်တွေထဲကိုဖောက်ဝင်သွားတယ်သူရင်နေခုန်နေသည်သူတို့အထဲတွင်မိုးကြသည်တိမ်တွေထဲသို့ဦးဆောင်ရောက်ခဲ့သောသူရဲကောင်းဖြစ်သည်မင်းအဲ့ဒီတိမ်တွေကိုမကန်ကြည့်ခဲ့ဘူးလားသူ့မိကုံကိုကြားတော့ခါမိုးကြကအာရပါရရဲ့ဤသူကလေရင်မြန်ဤပရင်ပေါင်များသည်ဘတ်စကားပရင်ပေါင်များလို့ဖွင့်ရပေးရလွယ်လိမ့်မည်ဟုထင်မှတ်ခဲ့၏။တိန်ဆိုတာ မိခိုးလိုပါပဲကွာမိုးကြော့သည်တိမ်မျောကိုစိတ်ဝင်စားသူမဟုတ်ချေသူမိဘများသည်ချမ်းသာသောအရာရှိများဖြစ်သည်သူစီရင်နိုင်ငံခြားဖြစ်ကစားစရာများ နိုင်ငံခြားဖြစ်စေအောင်ဆုံးရုပ်ပြစာအုပ်များစွာရှိသည်မိုးကြော့သည်တိမ်မျောကိုတောင်မဟုတ်ဘာကူးမှစိတ်ဝင်စားသူမဟုတ်ချေနောက်ဆုံးသူ့ကိုစိတ်ဝင်စားနေသည်ဆိုသောအလားဆုံးဖြစ်သည့်ဖြူဖြူလွင်ကိုပင်စိတ်ဝင်စားသူမဟုတ်ချေမင်းကြည့်လိုက်ရင်ဘာလို့မလဲဟိုမိုးကြော့ကိုမေးလျင်ဘာမှမလုပ်ဘူးဟိုဖြေတတ်သူသာဖြစ်သည် သူကတော့ရည်ရွယ်ချက်ထားခဲ့ရသည် သူတို့ဘွားကနေကြသည် သူတို့အဖေအဖေများဘွားကလည်းနေကြခဲ့သည်အဖေကအထက်တန်းစီမောင်နှမလေးဦးတဲတွင်သူကအကြီးဆုံးကစွန်ရကျော်နဲ့ပဲဟင်းကိုတလဲစီစားနေရသောဘွားမှတနေ့ကျွလွန်မီဟုသူအားခဲမျှော်မှန်းခဲ့သည်သူပညာတတ်အောင်သင်ပြီးသူသည်အတန်းထဲတွင်အဆင့်သုံးထက်ရောရာလိမ့်မရှိစေတက္ကသိုလ်ဝင်ခွင့်ရအောင်ကြိုးစားမည်အဖေကမင်းသာကြိုးစားငါတို့ငပိရင်နဲ့စားပြီးထားပေးမယ်ဟုပြော၏ သူအောင်မြင်သောဆရာဝန်တယောက်ဖြစ်ရမည်။သူတို့ငားရဲနေကြသည့်ဤပိတ်မောင်မွန်းချက်နန်းဟောင်းသော အခန်းချင်းကလေးထဲမှသူ့မိသားစုကိုမိုးကြော်လိုလှောက်ပါသောနှစ်ထပ်တိုက်တစ်လုံးမဟုတ်တော့မှယခုထပ်ပူ၍တတောင်တသာရှိသော အင်္ဂလိပ်တစ်လုံးစီသို့ခေါ်ဆောင်သွားကြသည်။ထိုအိမ်သည်အလင်းရောင်နှင့်လေကောင်းစွာရယုံကတိမ်များကိုလွတ်လွတ်လပ်လပ်ကြည့်မြင်နိုင်သောပတင်းပေါက်လေးရှိရမည်။နေဝင်လူနေတွင် မျောလင်းချက်တိမ်တောင်များရွှေရောင်တောက်ပါနေခဲ့သည်။ရုတ်တရက်ထပ်ပေါ်လာသော အဖေဤချောင်းစိုးတန်ကတိမ်များကိုလွှင့်ရှဲသွားစေခဲ့သည်အဆုတ်ယောဂါဟုတရား၏သွေးစာဆင်သော တိမ်များမှရုပ်ချီနီးပုတ်၍သွားလေသည် အဖေဆေးပင်စင်ယူရသည် သူဆယ်တန်းကိုအပြင်းမှဖြည်သည်ကံကောင်းထောက်မှသဖြင့်အောက်တန်းစီလေးတနေရာရာ၏ကျောင်းနေစေသူအောင်မကလေးများပညာသင်ကြား၏ဖီူဖီရဲ့မဖြစ်အောင်မနှဲစီမံရသည်အဖေအလုပ်ထဲမှရသောငွေဖြင့်အမိကအိမ်ဆိုင်ကလေးဖွင့်၏သူတို့အခန်းမှာ ိတ်မောင်မွန်ချက်နှဟောင်းမြဲဖြစ်သည် သူလဲတိမ်တွေကိုမိရော်သွား၏เจ้าနေစဉ်ကကိုဘမရာနှုံးပြေတေချစွာသူနဲ့မှအိမ်အောင်ပြုမိဟုကြိတ်ရင်မှန်ထားခဲ့သောတပတ်သက်ချစ်သူနဲ့လဲဝမ်းနဲ့ဝယ်အိဆက်လွန်ဝေခဲရလိမ့်ပြီတခါတည်းရန်လမ်းမေးမှာပြာကျော်တုတ်ထိုင်စားနေစဉ်ဖြတ်တန်းသွားသောကာဘွန်နိုက်သူပါသွားသည်ကိုလျက်ပြတ်သလိုမြင်လိုက်ရခြင်းမျိုးကလွယ်၍ကြုံကြိုက်ခွင့်မသာတော့ပြီဖြစ်၏ရှင်နေကနှလုံးလှုပ်ခုံပုံရိစားက သူတမိတမောကြည့်ခဲ့ပူသောတင်ကလေးတစ်ဆိုင်ပဲဆိုပါစို့အခုတော့ရုံးချိန်မြန်ခတ်တော့တော့နေရတော့ခါခလောက်တိုက်မလဲအောင်မြေကြီးကသာငုံကြည့်နေရတော့ဤသူဖြင့်ညညိုနှင့်တွေ့ခဲ့သည်ညညိုသည်သူနှင့်တဌာနရဲမှလောက်ကိုင်းနေသောအကူစီအမကလေးဖြစ်သည်ညညိုသည်ပြုံးလိုက်လျင်အနေငယ်ချစ်စရာကောင်းသည်ကလွဲ၍တမန်အရက်သူရုပ်ရည်ရှိသူသာဖြစ်သည်သူတို့လိုပင်ညညိုသည်လည်းနေကြသည်သူတို့လိုပင်ညညိုတို့သည်လည်း ပိမောင်မွန်ချန်နန်းဟောင်းတို့အခန်းချင်းတခန်းကိုဝါရန်က နေထိုင်ကြသည်ညွညွနဲ့သူသည် စာပေးစာယူအနီးကပ်တင်တန်းကိုအတူတူတက်ရင်ကစစ်သူများဘွားတို့ရောက်သွားကြ၏ထူးခြားသည်မှာညွညွသည်လည်းသူကဲ့သို့ပင်ငယ်စဉ်ကတိမ်များကိုကြည့်ကတမိတမောရှိခဲ့ဘူးသူဟုဆို၏ယခုတော့ထိုအကြောင်းကိုပြန်ပြောကသူတို့ပြိုင်တူရေမောကြသည်ကျွန်တော်ကတော့ကြီးလာရင်ဆောင်းဝင်လုံးမယ်ဟုပညာချွန်သည့်ရှက်တန်းကြောင့်သာသူညီအငယ်ဆုံး၏စကားကိုကြားတော့အခါ ူမမြင်နိုင်တော့ပါ။သူညီကောင်းထဲမှာရွှေရောင်တိမ်တိုင်းတစ်ခုကိုသူမမြင်တော့လဲတည်နေမိသည်။အဖေဆုံးသွားခဲ့ပြီ။ငယ်စဉ်ကကျောင်းဆရာမကြီးလုံးမဲဟုပြောခဲ့ဘူးတော့သူညီမမဂုံဒီဆက်ယုံတွင်အလौဒမဖြစ်နေ၏။အမေစည်းဆိုင်ပြုတ်သွားခဲ့သည်။သူတို့အခန်းချင်းကလေးထဲမှာပိတ်မောင်မွန်ချက်နှဟောင်းမြင့်ဖြစ်၏။အမေကချောင်းဆိုးပြန်သည်။အမေအတွက်မြို့ထဲမှာဆေးရှာဝယ်နေစဉ်မတွေ့တာကြပြီဖြစ်သောမိုးကြောင့်နဲ့တွေ့သည်။ သူတို့မတွေ့ဖြစ်ဒီမှာ9နှစ်ခန့်ရှိပြီမိုးကျော်သည်တောင်တန်းဒေသတစ်ခုတွင်အရာရှိကြီးတဦးဖြစ်နေလေသည်ငါလက်ထတာရောတည်လားသူကောင်းငင်ပြလိုက်၏မိုးကျော်နှင့်ဖြူဖြူလွင်တို့အင်းရလိုက်ဟိုတယ်တွင်လက်ထကြသည့်တရင်ကိုလွန်ခဲ့သော3နှစ်ခန့်ကတရင်စာရဲတွင်သူဖတ်လိုက်ရ၏သူနေကသူအနေငယ်ဝမ်းနေမိကြောင်ဝန်ခံရပေမည်ဖြူဖြူလွင်ဆိုသည်မှာသူကြောင်းနေစဉ်ကတစ်ဖက်သက်ခိုးချစ်ခဲ့မှုသူဖြစ်၏သူတို့ကိုနှစ်ဖက်မိပါကပေးစားတာဟုဆိုသည်မင်းရော ူကကောင်းခါပြာ၏ညွညွနဲ့သူသည်ယင်းနေ့ထက်တိုင်လက်မထက်ဖြစ်ကြသည်ချေမကြခင်ကအထက်တန်းစည်ရရာတို့အတွက်ရုံတွင်ဆောင်ွဲကိုသူဖြေးထားခဲ့၏ဆောင်းသာမျောလင်းနေသလိုအောင်စင်းနေတွင်သူ့နာမည်ပါလာခဲ့လျင်သူနှင့်ညွညွတို့နှစ်ယောက်တည်းနေထိုင်ရန်အလိုရှိနေသည့်နောက်ထပ်မွန်ချက်နှောင်းသောအခန်းချင်းကလေးတစ်ခန်းငားရန်ကိစ္စမှာယခုထက်ပို၍နှိစသွားနိုင်ပေလိမ့်မည်မိဟွာတရိယာတာတစ်ခုရှိတယ်ပါလဲဟိုသူကမေးသည်မိုးကျော်က တို့စီမှာပြင်ပေါက်တကားကိုဖွင့်ရင်တင်တွေကအိမ်ထဲကိုဝင်လာတယ်ကွငင်းငိုင်နေတော့သူ့ကိုနှုတ်ဆက်၍မိုးကြော်ထွက်သွားတော့အခါသူ့ကောင်းထဲကိုအတွေ့တစ်ခုဝင်ရောက်လာလေသည်မိုးကြော်တို့ရက်တွင်တောင်တို့ဒီပင်မြင့်လွန်နေသလားတိမ်တို့ဒီပင်နှိမ်လွန်နေလေသလားသစ္စာနီတကုံဖေဖော်ဝါရီ1986မန်နယ်လူကုကုကောက်ကောက်ပြန်တန်းတက်တော့လေပြာနိုင် လာပါသည့်အတောင်ပံများရှိသည်အရိစေကူကလေးကောင်းသည်ကြပြာဆက်အုံးမှဟိုသူတွေးမိသည်လိပ်ပြာကသူ့ဘေးမှအဝေးကို ခွာသွားသည်ဆိုင်ထဲကိုသူလှမ်းကြည့်လိုက်ထုံးစံအတိုင်းလူတော်ဆုံနေလိမ့်ပြီဂျယ်နီကဖီဆိုသည်ဆေးပြက်စပြူကရွေဆောင်ဆောင်ဖြစ်နေသောဆိုင်ပုံ၏အောက်ရှိ ထိုင်နေသော ထိတ်စပွဲဝိုင်းမှာပင်သူတို့ထိုင်နေကြသည် တကယ်တော့ကကျူတာပေါ့စာနှစ်ယောက်ရှေ့နေလေးတယောက်ဝေဖန်ရေးဆရာတူ ကျူရှင်ဆရာတယောက်မဟာဝိဇာတက်နေသောကျောင်းသားတယောက်သူတို့အားလုံးမှာကြပြဆရာများဖြစ်ကြသည် သူဆိုင်ဘက်ကိုလမ်းဝင်လာတာတွေ့တော့ဆိုင်ထဲမရောက်မီဂျူတာပေါ့စာလေးနှစ်ယောက်ကကြပြကတိထိုင်ရမထကသူ့ထက်ငါဦးအောင်ခုံလို့တလုံးကိုဆွဲပြီးဒီလောက်တော့ရှိရမှာပေါ့သူက သူတို့ထက်အသက်လေးကြီးဝါလေးကြီးတော့ကြပြဆရာကြီးတူမဟုတ်လားပြီးတော့သူတို့ဤရှေ့ဆောင်သဘောတရားရေးဆရာကြီးဆိုလဲဟုတ်သည် ထိုင်စားမှာပင် ဧကနေသူလေးချင်းတစ်ချက်တလာ၏ဘိုက်ကအောင်စားလာတော့တံပေါက်ထမင်းထောပန်နံကနှာခေါင်းထဲမှာတင်လာသည်တခြားလူတွေများဤအနှံ့ရသွားမလားလို့သူမလုံးမလဲဖြစ်သွားသေးသည် တော်သေးသည်ခြံထဲသူတွေကလည်းဒူရကိုစီရှိုက်ပါနေကြသဖြင့်တရေပြူမိပုံမပေါ်ဆရာဘာလဲလပိတ်ဤပဲလားရှင်းနေကလေးလောက်ကိုပြူသည်သူခေါင်းချင်းပြလိုက်၏အနာရင်ရဆောင်နေရာကပြန်ထွက်သွားသောဇပွဲတို့လေးကို special hood တော့လမ်းပြလိုက်သေးသည်ပြီးတော့ သူလကတိုက်ပုံအင်ကြီးအိတ်ထဲမှဒူရဘူးစီရောက်သွား၏သို့သောချက်ချင်းဖြင့်အတိတရားဝင်ကသူလက်ကိုပြန်ယူလိုက်သည်ဒီလူအုပ်ထဲမှာ secret ဘူဘူထုတ်လို့ပဲဖြစ်မလဲခြောက်အုပ်ထဲထင်းရှုတစ်တာခြာပေးလိုက်သလိုဖြစ်သွားမည်ထို့ကြောင့်သူနှစ်ခံလန်းလန်းမှရှိသောစပွဲတွင်တင်ထားသည့်တတုခွတ်ပက်လက်ကလေးတွေကဒူရတလိတ်ကိုထားဆွဲလိုက်ရသည် သူပေးမှမဟာဝိဇာចောင်းသားကအကောင်းစားရွှေရောင်တန်ွင့်မိချစ်ကိုထုတ်ကားညှိပေး၏ ဒီကောင်ကအင်းအားလမ်းမှာနေသည့်တထေသာအရက်သမားလူပွေးပတ်စံရှိတာပြင်ဘာကောင်မှမရှိသဖြင့်လူလေးစားခံရအောင် ပြည်သူကပြားစရာအောင်ဆောင်နေခြင်းဖြစ်၏မော်လီဆိုသည့်ခက်ပြက်ပြက်ကောင်မလေးတယောက်နှင့်လည်းညီစွန်နေသည်သူတို့ကဝိုင်းကန်ကွက်တော့ဒီကောင်မလေးကိုသူကြိုက်ခြင်းလို့ကြိုက်တာမဟုတ်ပါဘူးဒီကောင်မလေးရဲ့နာမည်မှာသူကြီးညိုတဲ့လူကြီးနေရာရဲ့အဖျားဆွစကလုံးလေးပါနေလို့ပါဟုစင်ကြေးပေးအကြောင်းပြသည်တော်တော်ရေဖို့ကောင်းတဲ့ကောင်ဆရာဘဲကလက်လာတာလေ ဂျူတာပေါက်စားတယောက်ကမေးသည်အမှန်တိုင်းသူဘဲကငွေသွင်းပြန်လာတာလို့တော့ဘယ်ပြောလို့ကောင်းမလဲသူလဲပြည်သူကပြားကြီးဆရာတယောက်ပဲဟာကိုလူလူစီတမင်လာတာပေါ့ဒီ ਉਹ မြောက်တာ၃ရက်လောက်ရှိပြီမဟုတ်လားထိုဂျူတာပေါက်စားရှိမှစောင်းတအုပ်ချထားတာတွေ့ရည်သူလန်းကအကဲခလိုက်တော့အင်္ဂလိပ်လိုရေးထားသည့် anfisha ဤရာတပေတာစာအုပ်တုပ်ဖြစ်နေသည်အလကားဟန်ရေးပြထားတာဒီကောင်အင်္ဂလိပ်လိုကောင်းကောင်းမဖတ်တတ်တာသူသိတာပဲသူလည်းမဖတ်တတ် သူတို့ယခုလာထုံမဂ္ဂဇင်းများမှကြပြများကိုဝေဖန်ဆွေးနွေးကြသည်သူတို့အားလုံးကတိုးတက်သောအမြင်ရှိသည့်သူတွေတယောက်ကမျက်မှန်ကိုချက်ကလုံးကြီးအောင်နာစားနဲ့တုံနေသည်ကြပြဆရာဆိုတာပြည်သူ့ဘဝကိုအမြဲထင်ဟန်နေရမယ်သူစကားကိုပြောလိုက်တော့ကျူရှင်ဆရာကြီးမျက်နာမဲမဲမှာပေါင်နာအဖွေးသားနဲ့ဖြစ်နေသည်အိမ်ကမိမဆွပေးလိုက်ဟန်တူသောရေမွေးနံကလည်းတင်းနေသည် သူ့ပိုက်ထဲကကြိတ်ပြုံမိသည်အဲ့ဒီဘေးကရှင်နေကလည်းဘာထူလဲ အမောက်ကောက်ကောက်ထောင်ထောင်နဲ့စစ်ပီးခစ်ပြားဆန်မြင်သာပုံပေါက်နေသည်ဒူရနှစ်ပွဲတယောက်ကလန့်ခေါ်တန်ကြာရီဆိုင်းရှင်ကိုတိုင်းလာပို့သည်ဆိုင်းရှင်ကသဘောကောင်းသည်မျက်လုံးပြပြနဲ့ကွယ်လွန်သူရုပ်ရှင်လူရှင်တော့ဥကျဲအင်းနဲ့တော်တော်တူ၏လူတိုင်းကသူ့ကိုနာမည်ရင်းမခေါ်ကြတော့ပဲဤနာမည်ကိုသာခေါ်ကြသည်သူဆိုင်လဲဂျယ်နီကဖီဟုတွင်သွားသည် သူကတော့မြမပြည်ပေါ်ကဂျယ်နီဟုနောက်ခေါ်လေးရှိသူတို့လေးပြည့်ခဲ့သမျှအချိန်ဘလောက်ကြာကြာထိုင်တိုင်းညစုသည်ဟူ၍မရှိ ဒီကဗျာဆရာကြီးတွေကကိုတို့လောက်ပဲတိုးတက်မလဲသူတို့ကကဗျာတွေရင်းနေတော့ကနဂနီစာအုပ်တိုင်းမှမပေါ်သေးတာမောင်ရင်တို့လည်းစူးစမ်းကြကဗျာဆရာဆိုတာပြည်သူကပေးတယ်ပွက်ဆက်သက်လိုင်စင်ထုတ်ပေးတယ်လို့အချင်းချင်းလိုင်စင်ထုတ်ပေးလို့ရတာမဟုတ်ဘူးသူစကားအဆုံးမှာပိန်နေတဲ့တလုံးမျိုးပေါ်ကိုပြုတ်ကြရာမြင်မကောင်းရှုမကောင်းဖြစ်သွားသည်သူတို့စကားဝိုင်းမှာအကောင်စဲစပွဲကုံမှာဒူရငွေများအကြရင်ရင်လုံနေသည်ထုံးစံအတိုင်းသူတို့ပြောကြသည်မှာအရင်ရှင်လူပေါင်းကဗျာ တော်လန်ရေးကျေးလက်ပြည်သူ အမျိုးသားရေးပြည်သူမြေရှင်ပရိသရကမတ်ဖောက်ပြန်ရေးသမားအမှုပညာလူနေမှုစနစ်ကျေးလက်အတန်းဝမ်းတထွာတိုးတက်သောလက္ခဏာအားလုံးခနာလောက်ခင်ဗျာသူတို့ဘေးတွင်လာရရင်ပြောလိုက်တော့စပွဲတော်လေးအတန်းကြောင့်သူတို့စကားဝိုင်းတန်သွားသည်အရင်ရှင်လူပေါင်းခင်ဗျာတော်လန်ရေးကျေးလက်ပြည်သူအမျိုးသားရေးပြည်သူမြေရှင်ပရိသရကမတ်ဖောက်ပြန်ရေးသမားအမှုပညာလူနေမှုစနစ် ြေးလက်အတန်းဝမ်းတက်ထွားတိုးတက်သောလက္ခဏာဟာဆရာတို့ဝိုင်းညက်ပတ်နေပြီစပွဲတို့လေးကသူတို့ဘေးရောက်လာက ပြောပြန်၏သူတို့စကားဝိုင်းသုံးခါလောက်ညက်ပတ်ပြီးသောအခါလေးနာရီထိုးတော့မယ်ကိုပြန်မှပဲလူကနှုတ်ကပြောရင်သူ့ပစံမှန်သမျှအတွင်းရှက်အင်းကြီးအိတ်ထဲမှာရှိနေတာကိုသိလျက်သားနဲ့တိုက်ပုံအင်းကြီးအပြင်အိတ်ထဲသို့ပစံယူလာသည်ဟန်ဖြင့်တမင်နှိုက်လိုက်၏နောက်တော့ပိုက်ဆံမတွေ့သေးသည်ဟန်နဲ့ထိုလက်ကိုပြန်နှုတ်ကတိုက်ပုံအင်းကြီးအပေါ်အိတ်ကိုဆမ်းမြန်သည် ချင်းနေကလေးကသူ့အမူအရာလုံနေသည်ကိုတကယ်ထင်ကတောင်းတောင်းမမှန်ပြောသည်ဟာမဟုတ်တာဆရာတော့ပါကျွန်တော်တို့ရှင်းလိုက်ပါမယ်သူနှုတ်ဆက်ကထွက်လာခဲ့သည်ဆိုင်ထဲကလူများလှမ်းမမြင်နိုင်လောက်သည့်နေရာတည်းသူရှောက်လာပြီးမှအငါကားတစီကိုတားစီရ၏အင်္ဂါကဟောင်းကိုကားတက်လျင်ရောင်းထားကကားတက်ကောင်းကောင်းတစီရှာနေ gait ဒီလောက်တော့ဒုက္ခခံရပြီမြည်သူစည်းလာတော့အငါလေးပင်ကားလေးသည် လိုင်းကအတော်များများကိုအေးအေးလူလူဖြတ်ကျော်လာကနှထတိုက်တလုံးရှိတွင်ထိုးရက်လာ၏သူတိုက်ထဲရောက်တော့မိမနှင့်မင်းစကားမပြောနိုင်သေးပဲရေခဲတက်တာစီတို့ခက်သက်သွက်လျှောက်သွားရသည်ပစ္စည်းမဲ့စကားပြောရတာမြင်းရေရှက်ရေတော့အရှိသာဒါပေမဲ့အားချောက်တာကခက်သည်ရေခဲတက်တာတကားကိုဆွဲခွင်းကအထဲမှနှုတ်အေးပလင်းတလုံးကိုသူဆွဲထုတ်ယူလိုက်၏ထို့အချိန်မှာပင်ရေခဲတက်တာဘေးနေရင်တွင်ချိန်ဆွဲထားသောမှန်တစ်ချက်ထဲမှာတကားမှမမြင်ဘူးသောသူ့ပုံရိပ်ကို ူရုတ်တရက်မြင်လိုက်ရသည်မှန်နေတွင်နိုအေးပလင်ကင်ထားသောသူ့လက်ဝဲလက်မှာလက်ရလက်ဖြစ်နေလေသည်တစ္ဆာနီဒဂုံ1989မေစာအုပ်နဲ့လူသူပုံမှန်ကအငိမ့်စားပါမောက်ခကြီးတူဦးနဲ့အတွင်တူ၏ဖွေးဖွေးဖြူ၍ဖီးတင်လေးရှိဟန်မတူသောသပင်များကဂုတ်ထီလူနီရှီလျားစွာပြန်ချနေသည်ရှောင်းတော်တော်သူ့မျက်နှာနီဆက်ဆက်ပေါ်ရင်လည်း မိကြောင့်နဲ့အရေးအကြောင်းအတော်များပြည့်နှံ့နေ၏သူ၎င်းချုံချုံမော်တွင်အမြဲရှိနေတတ်သည့်အဝေးအနည်းကြည့်နိုင်သော အနက်ရောင်ကော်ကိုင်းမြန်မှန်သည်လေသူ့နေတို့အုံမင်းနေလေပြီသူ့ကောင်းကိုဆွထားရရင်မြင်းမြန်စီရန်ထုံမြန်မှန်၏ကားနေသောဂိုင်းနှစ်ဖက်အဖျားကိုတည့်ရဲကျုံးနှင့်ချီနောင်ဆက်သွဲထား၏အစင်းရောင်ဘန်ကောက်လုံးကြီးတစ်ထည်နှင့်အယောင်လွင့်ပြေစားပြူနေသော တိုက်ပုံအင်းကြီးအနက်ကြီးတစ်ထည်တို့မှသူဝင့်နေကြအစင်းအင်းများဖြစ်၏ ကိုင်းနေသောဒုက္ခကြောင့်ရှေ့ကိုငိုက်တွဲကြနေသည့်တိုက်ပုံအင်းကြီးအနေကြီးမှာသူကိုနေစားရင်းအတော်ပင်ဖားရပွာရောင်နေသည်ဟုထင်စရာရှိသူပခုံးပေါ်မှာလွဲလာတတ်သောတွဲဤနေသည့်လွဲဤအနေကြီးအလေးချိန်ကြောင့်လဲဒုက္ခမှာပို၍ပြီးကိုင်းနေသည်အောင်ရှိ၏ခါကိုင်းကိုင်းဖြင့်ထိုလွဲဤအနေကြီးအားတနင်းတပိုးထွန်းလွယ်ကပန်ဆိုဒန်လန်းလေးကိုသူတရွရွဖြင်းညင်စွာရှောက်လန်းဝင်လာသည်ကိုမြင်လျင်ပန်ဆိုဒန်လန်းလေးရှိစားအုပ်တဲ့များလှုပ်လှုပ်ရှားရှားဖြစ်သွားကြသမြဲပင် ူအမည်မှာဥပအိုဖြစ်သည်ထို့သောသူ့အမည်ကိုပန်းစိုရန်လန်းနေရှိဘယ်စာအုပ်တွေကမှမသိအလုံးကတညတညွတ်တဲ့ဆရာကြီးဟူသာယူသည်စွာခေါ်ဝေါ်ဆက်ဆံလေးရှိကြသည်သူတို့အလုံးကဤလူကြီးသည်တက္ကသိုလ်တစ်ခုခုမှအငိမ့်စားပါမောက္ခဦးကြီးတယောက်သို့မဟုတ်စီးပွားပြတ်သွားရှာသောစာပေမျက်နှာသည်တရေဟောင်းကြီးတယောက်ဖြစ်မည်ဟူသာအတွေ့ကိုစင်းနှင့်လက်ခံထားကြ၏သူပင်မနေသည် သူမိသားစုရှိမရှိဆိုတာဘဝစကြောင်ကိုမြည်သူကမှမသိ သူတို့တည်တည်ကဥပအိုကြီးလွေထဲတွင်အဖိုးတန်ရှားပါသော စာအုပ်များပါလာတတ်သည်ဆိုသောအချက်သာဖြစ်၏ပန်ဆိုရန်38လမ်းတဝိုက်သည်စာအုပ်ဟောင်းရောင်းဝယ်သူများစာကြပိုးများလီလာကျက်စားရာဒေသဖြစ်၏ထိုတဝိုက်ကစာအုပ်တင်များသည် စာအုပ်ရောင်းလဲရောင်း၏ဝယ်လဲဝယ်၏ဥပအိုသည်သူတို့၏ဖောက်တဲ့တူဖြစ်၏အဝယ်သမားဖောက်တဲ့မဟုတ်အယောင်သမားဖောက်တဲ့ဖြစ်သည်အနေနဲ့အလာလာကစူဆောင်းထားသမျှကိုအကြောင်းအမျိုးမျိုးကြောင့်လာရောက်ကြသူတွေလက်ထဲဝဲ အင်္ဂလိပ်မြန်မာစာအုပ်ကောင်းများပါလာတတ်၏အင်မတန်ချိုသာသောဇေနှုန်းဖြင့်ဝယ်ယူရသောစာအုပ်များကိုပြန်ရောင်းသောအခါသူတို့နှင့်ကနေအမြဲရလေးရှိသည်အခုတလောအထူးသဖြင့်အင်္ဂလိပ်လိုရေးထားသောကမ္ဘာကန်တော်ဝင်စာအုပ်များမှအဝယ်လိုက်နေသည်လွန်ခဲ့သောဆယ်နှစ်ခန့်ကအစိုးရစာအုပ်ဆိုင်များမှနှစ်ချက်ခွဲသုံးချက်နှင့်ဝယ်ခဲ့ရသောစာအုပ်များမှယခုဈေးကွက်တွင်20အစိတ်ဖြစ်နေသည်ကမူဆက်ဂျွိုက်ကက်ဖကာစာသူတို့၏စာအုပ်မျိုးစုံလျှင် ထုတ်ထက်စီခေါ်ရ යි 50ဆိုလဲဝယ်မဲ့သူမနေစာယူပေယူကလေးများသည်ထိုးဆိုင်များရှိရသောချောင်းပေါင်းမတက်ရောက်လာကကဘာကန်တွင်တွင်ဖက်ရခက်ခဲသည်ဆိုသောနမဲကြီးပြီဆိုသောအမှုပညာမြောက်လာသည်ဆိုသောစာအုပ်များကိုဇာဘူးနာဝါလောက်ဖြင့်တဖက်ဝမေးကြဝယ်ကြသည် ထိုးစာယူပေယူလေးများတွင် တက္ကသိုလ်မှဆရာပေါ့စာကလေးများကိုကိုကဘာစာပေနှင့်အကျွမ်းတော်ဝင်ရှိသည်ဟုအထင်ခံခြင်းနေရှာသောပတ်စံရှိသားသမီးများစာရေးဆရာ ကြပြပေါ့စာကလေးများစသဖြင့်လူဆောင်ပါ၏ထို့အထက်မှအတော်များများမှာစာအုပ်နာမည်လောက်ပင်အတော်စူးစမ်းဖတ်ရမည့်သူတွေဖြစ်သည်သို့တော်ဟန်လောက်ကအလူအယက်ဝဲကြသည်မဂ္ဂဇင်းတစ်စောင်မှာ James Joyce အကြောင်းပါလာလျင် James Joyce စာအုပ်လာမည် Thomas Mann အကြောင်းပါလာလျင် Thomas Mann စာအုပ်ကိုလာမည် Virginia Woolf အကြောင်းပါလာရင်း Kafka အကြောင်းပါလာရင်းမြန်မာလူဆောင်ပါကိုဖတ်ကအဲ့ဒီစာအုပ်တွေမရှိဘူးလားဟုအင်္ဂလိပ်လူဆောင်ကိုသူတို့လာမိတကြ යි စောင့်တင်များဖို့ထွန်လူစုမှာအမျက်အစွန်ကြီးကြီးရနိုင်သော ပုံသေးဖောက်တင်များဖြစ်၏ထိုချီပြီးတုတ်ပြီးဝယ်သူများကို အရှိတပြင့်ဆွဲဆောင်ထားနိုင်ရန်အတွက်သူတို့စာအုပ်များကိုစူးစမ်းရှာဖွေကြရသည်စာအုပ်ကောင်းများကလည်းရှားပါတန်သလောက်ရှားပါနေ၏ထိုအချိန်မျိုးတွင်ဥပအုံမှာသူတို့အတွက်တန်ဖိုးရှိလာသော အထောက်အပံ့ကောင်းကြီးတစ်ယောက်ဖြစ်နေလေသည်ထို့ကြောင့်ဥပအိုပန်းစိုရန်38လမ်းစာအုပ်တန်းဘက်ကိုရောက်လာရင်းအလုံးလုံးလုံးကပြပြငငငကြိုးစိုးလေးရှိကြ၏ ဥပအိုလာတိုင်းလဲသူလွယ်လာသည့်လွယ်အကြီးနှင့်တလုံးစာအုပ်ကောင်းများအပြည့်အသိပါလာတတ်၏မြန်မာစာအုပ်များမဟုတ်တန်ဖိုးရှိအင်္ဂလိပ်စာအုပ်များဖြစ်သည်ဒီနေ့လဲဥပအိုသည် သူစီမာစာအုပ်ဝယ်နေကြပန်ဆိုရန်က ကိုတင်ဤဆိုင်မှာရောက်နေ၏ကိုတင်ဤဆိုသူကဈေးနိုင်ပေးလိမ့်မရှိအယောင်းဝယ်ဖြစ်ပြီးလျင်လက်ဖက်ရည်တွေပါတိုက်သေးသည် သူနဲ့လူချင်းနဲ့အတန်အသင့်ရင်းနေ၏ဥပအိုလွယ်အနေကြီးထဲမှာစာအုပ်များကိုကိုတင်ဤကအပြင်မှာတအုပ်ချင်းထုတ်ကပုံရင်းက ဂျွန်ဂီရှယ်လီဝီလျံဘလိတ်ဒီဘက်ဆရာကြီးစာအုပ်တွေကရိုမန်တစ်ကဗျာစာအုပ်တွေကြီးပါလားကဗျာစာအုပ်ဆိုရင်လေတစ်ခေါက်ကလို့ရစ်ချတ်ဝက်ပါရောဘတ်လိုဝဲတို့ပရီဗတ်တို့လိုမော်ရန်ဆရာတွေဟာယူလာပါဒါကဒီကင်းဒါကရောဘတ်ဖရော့တောမဟာဒီဝတ်တူတွေတော်တော်များများပါလားဘတ်စ်ဘက်စာအုပ်တွေလည်းပါတယ်သူတို့ကလူသိမ့်ဖတ်တော့ဘူးဆရာကြီးရဲ့ခေတ်ကောင်နေပြီဥပအူကကိုတင်ဤပြောသည်များခေါင်းသာညှိပြ၏ထောက်ခံသည့်သဘောဖြင့်တော့ဟုတ်ဟန်မတူသူကောင်းငိမ့်နေပုံက ယောဂကြီးကြောင့်အလုံးစုံငါသိပါတယ်ဆိုသည့်ပညာရှိကြီးတဦးတကူရဲနှလုံးသွင်းနေပုံနဲ့သာတူ၏တော်သေးရဲ့ဆရာကြီးရဲ့ကမှုရဲ့အောက်ဆိုက်တာစာအုပ်လေးရဲ့နာဘိုကော့ဖ်နဲ့ဆော်ဘေလူရဲ့ဝိတုတူပေါင်းချုပ်စာအုပ်လေးတွေရဲ့ပါပီလူဂျက်ကာရိုရဲ့သောမန်ပင်ချွန်းဆူဇန်ဆန်တက်ဒါကဂျွိုက်စ်ကာရိုသူတို့စာအုပ်တွေအကြောင်းတော့ကျွန်တော်လည်းကောင်းကောင်းမသိဘူးဥပအုပ်ကခေါင်းငိတ်ပြန်၏ဒီအဖိုးကြီးကစကားနေသည်ပညာရှိဆိုတာ မတီးလျင်မမီတဲ့စီနဲ့တူတယ်ဆိုတဲ့စကားရှိတာပဲတလောက်ကိုနှစ်ခေါက်သုံးခေါက်ထိုလူကြီးသူတို့စီကိုစာအုပ်တွေလာရောက်နေခဲ့ဒီမှာတနည်းကြော်ခန့်ရှိပြီသူရောင်းပေးခဲ့သည့်စာအုပ်များကိုရေးတွက်ကြည့်မည်ဆိုလျင်တောင်းအရေးအတွက်အပြင်းနေမည်မဟုတ်တော့နောက်ရောက်မှုအများကြီးကြံသေးတယ်ဟုပြောမှုသည်ဒီလောက်များတဲ့စာအုပ်တွေကိုဖတ်မှတ်လေ့လာထားခဲ့ပြီဆိုတော့လေဆရာကြီးအင်းမြတည်ငြိမ်မှုရှိနေသည်ကိုစံသေးဟုမဆိုသာတခါတလေသူတို့ကစာအုပ်တွေအကြောင်းပြောလျင်လေအပြုံးဖြင့်သာနားထောင်နေရသည် အပြန်အလှန်လက်ခံဆွေးနွေးရလအောင်သူတို့မှအရေးချင်းမရှိဟုယူဆလေသလားမသိဆရာကြီးသောမတ်မန်ရဲ့ Magic Mountain မရှိဘူးလားဒီဝဖရဲ့ Oxford Dan ရော Sinclair ရောတရောပေါ့ယူလာခဲ့ပါအထူးသဖြင့် Kafka ရဲ့ရေးတဲ့စာအုပ်ရှိလို့ရှင်လိုချင်နေဈေးကောင်းရမယ်ဆရာကြီးအဲ့ဒီစာအုပ်ကိုတော့ကျွန်တော်အော်ဒါမှထားတာပဲ၃လေးအုပ်ရှိတယ်ဥပအုံကကောင်းရင်ပြန်သည်ဥပအိုအိမ်ပြန်ရောက်တော့မောမောဖြင့်လွယ်အကိုချမ်းမြေမောချသည် အင်ကထွက်သွားစဉ်ကစားအုပ်များဖြင့်ပြေးနေသောလွယ်အိတ်ကြီးမှာအင်ကိုပြန်လာတော့စံစီစားငရုတ်စက်တန်တော့ဖြင့်ပြေးလာ၏သူအင်ကဆယ်မိုင်ကုန်းမှရှိသည်တနည်းမို့ထရန်ကအင်ခတ်သေးသေးသာဖြစ်သည်အိမ်ပေါ်မှာတံပိုးကြီးသော ပရိဘောကဟူ၍မရှိဖယုတ်ပြဲဖြစ်နေသောစားအုပ်ပုံကြီးတစ်ပုံတော့ရှိ၏စားအုပ်ပုံကြီးကိုမြင်တော့ကွယ်လွန်သူသူဆရာဦးအောင်ဆက်ကိုဥပအုံးတရီရလာသည်ဦးအောင်ဆက်သည်ရန်ကုန်တက္ကသိုလ်ဌာနတစ်ခုမှပါမောက်ခကြီးတူဦးဖြစ်သည် သူ့ဘဝကိုစပယ်လည်လာခြင်း၌သာထာဝရမြုံနှံထားခဲ့သောလူပြိုကြီးတဦးလည်းဖြစ်သည်။ဥအောင်ဆက်တာဝန်ထမ်းဆောင်နေစဉ်ကတော့တက္ကသိုလ်ကပေးသောအင်တဆောင်တွင်နေ၏။ဆွေမရှိမျိုးမရှိတကောင်ကျွတ်ဖြစ်သောဥအောင်ဆက်ဖို့အိမ်အောင်ထိန်သိမ့်ရန်လူတဦးလိုနေသည်။ထမင်းချက်အဝတ်လျှော်ကအစတာဝန်ယူနိုင်မည်သူဖြစ်ရမည်။သူတော့သူကလူလူတူဆိုတော့မိမအဖော်နဲ့လည်းမတင်တော်ပြန်စီသူဖြင့်မိ쇠တရားကြီးဆက်ဆက်ပေးမှုနဲ့သူစီကိုဥပအိုရောက်လာသည်ဥပအိုကလည်း တောကတက်လာသောတကောင်ကျွဲတယောက်ဖြစ်၏တခြားအလုံးမရခင်ဆက်ကြခနာခွန်နာမည်ဆိုသောရည်ရွယ်ချက်ဖြင့်ဥအောင်ဆက်ထံရောက်ခဲ့သောဥပါဦးမှာမတင်မှတ်ဖဲအနည်း၄၀ကျော်ဥအောင်ဆက်တည်ဆုံးခြင်းအထိအတူနေဖြစ်ခဲ့လေတော့သည် တက္ကသိုလ်ကျောင်းတော်ကြီးမှဥအောင်ဆက်အငင်းစားယူသောအခါသူတို့ဆရာတပည့်နှုတ်ဤဆေးမိုင်ကုန်းမှာအင်္ဂလိပ်တလုံးဆောက်၍ပြောင်းရွှေ့နေကြသည်ဥအောင်ဆက်၏အငင်းစားလာစားဝင်မှာအတုံးပြုံးမရှိသောဆရာတပည့်နှောင်၏ဇာဝင်နေရေးအတွက်ဖူလုံ၏ ဥအောင်ဆမာစူဆောင်ပြီးငွေကြေးဟူ၍မေမေရရမရှိတသက်လုံးသူရခဲ့သည်များမှာစာအုပ်ဝယ်ချမ်းခြင်းဖြင့်ကုန်ခံခဲ့သည်သူချမ်းသာသည်များမှာလည်းစာအုပ်များသာဖြစ်၏လွန်ခဲ့သောတနင်္ကျော်ခန်းကတော့ဥပအုပ်ထက်ဆယ်နှစ်ကြီးသောဥအောင်ဆက်တည်ဆုံသွားလေသည်သူအတွက်ဥအောင်ဆက်ချမ်းရခဲ့သော အမွေပစ္စည်းမှာညမြောင်လာစွာသောစာအုပ်များသာဖြစ်၏လက်ထဲမှာရှိသည်များငွေကြေးကလေးကုန်ခံသွားသောအခါအိုမင်းမဆွမ်းရှိပြီဖြစ်သောဥပအုပ်သည် စာဝတ်နေရေးအခက်အခဲကြုံလာသည် ။ယခုလိုအခါမျိုးတွင်သူ၏လောက်ကင်စားနိုင်သောခွန်အားလည်းမရှိတော့။ရောင်းချစားစရာငွေကြေးလည်းမရှိ။သို့ဖြင့်တနေ့ပန်းစိုးရန်ပဲရောက်ခဲ့အင်္ဂလိပ်စာအုပ်များရောင်းနေသောစာအုပ်ဆိုင်ဒီဇိုင်းတို့ဝင်ကဒီလိုစာအုပ်တွေရောင်းရင်ဝယ်သလားဟုမေး။ဆိုင်ရှင်ကယူခဲ့ပါဆရာကြီးကျွန်တော်ကြည့်ပေးပါမယ်ဟုဆိုသည်။ဒီလိုနဲ့နောက်နေ့တွင်စာအုပ်များကိုလွှဲအိတ်တစ်လုံးနဲ့ထည့်ယူလာကပြပြ၏။ဆိုင်ရှင်ကဝမ်းသာအားရဝေး။ဆိုင်ရှင်ထမသူဘလုံးမှထင်မှန်ထားသောငွေကြေးကိုရသည်ဖြင့် ဥပအိုအံ့အားတင်နေသည် သူယူလာသောစာအုပ်20ကိုတအုပ်5ချက်နှုံးဖြင့်ရှင်းပေ၏ဒီချိန်ကသူပတ်စံပြက်ခိုက်ရက်ွက်ထဲတွင်ဆက်ကူလဲဝဲသည့်သူတို့ကိုခေါ်ရောင်းပူ၏တပိတ်သာ3ချက်ခွဲပေးရသည်ဆိုင်ရှင်ကနောက်ရှိရင်လဲယူလာခဲ့ပါအောင်ဟူမာသည် သူဖြင့်ဥပအိုသည်ဈေးသုံးလိုတိုင်းပန်ဆိုးရန်ကိုလွဲ၍တလုံးနှင့်ရောက်လာကစာအုပ်ချောင်းသို့ဖြစ်လာသည်သို့သောကျလာကိုနှစ်ကြိမ်သုံးကြိမ်ထပ်သူပုံမြောင်သူမှာဒီထက်ငွေပုံမလိုသောကြောင့်ဖြစ်သည်အခုတော့ သူဆရာပေးခဲ့သောအမွေအနှစ်များဖြင့်သူကြီးပွားနေသည်ဟုဆိုနိုင်သည်။စာအုပ်များသာမကသူဆရာကျန်ခဲ့သည့်အဝတ်အစားအဟောင်းများမှလည်းသူအဝတ်အစားဖြစ်ခဲ့သည်။တိုက်ပုံအင်ကြီးကတော့သူနှင့်နည်းနည်းပွားနေသည်။သို့သောဝတ်ဖို့ပြင်နေနိုင်ပြီးတော့သူဆရာကျန်ခဲ့သည့်မျက်မှန်မျက်မှန်ကအိုဟောင်းနေတော့လဲသူ့အတွက်စပလုံးရွေးရရင်ကောင်းကောင်းအသုံးဝင်နေသည်။စာအုပ်စင်များကိုတော့သူခွဲချမ်းကထင်ဆိုင်ပစ်သည်။သူကဘာမှခတရားမှမဟုတ်တာ။ ခံခံနာနာစာအုပ်စင်တွေဘာတွေလဲမလိုပါဘူးဟုတွေးမိသည်စာအုပ်တွေကိုခုလိုစမ်းမြင်မော်ရင် စုပေါင်းထားရင်လဲရတာပဲလေစာအုပ်များမှာအစီအရေရောဖီယိုဖီးပါ အပြူပြူအလေးလေးထွေးတည်ထန်နေသည် ကမူဤ play with ထူမှာကြွက်ခိုက်ထားတဲ့ပြင်အဆုပ်ပြန်နေ Tolstoy and Anna Karenina ခြေရင်တွင် Joseph Kahn Latin လဲကြနေသည်အရင်ကမှာချမြာစာလျက်ရှိသည် Henry Jane ဤဂျုံငှအတောင်ပိုင်းများမှာ ဇလန်တန်၏တန်ဖနတ်အောင်ရောက်နေသည်မာကို၏အထီးကျန်နှစ်တရာမှာပင့်ကူမြင်းများညီတွေ့နေ၏ရူဖ်အယ်လီဆန်၏ကိုပြောက်သူမှာပိုဟတ်ချင်းများဆုံကွက်နေသည်ဗာဂျီနီယာဝူဖ်၏လှိုင်းများပေါ်တွင်ဂျိမ်းဂျာ၏ယူလီစီရောက်နေသည်ဒီအက်ချ်လော်ရင်၏လေဒီချက်တာလီချစ်သူမှာမျက်နှာဖုံးမရှိတော့ကာဝဘာတာ၏နင်းဝင်တိုင်းပြည်မှာဖုံအလင်းလင်းတက်နေသည်နှကမ်းမွေးတထောင်ထောင်နဲ့ပိုဟတ်တချို့ကစာအုပ်ပုံထဲမှထွက်လာကား ဥပအုပ်ကိုငေးကြည့်ကြ၏ထိုထဲမှတကောင်ကို ဥပအုပ်ကချက်စနှုတ်ဖြင့်ကောက်ယူလိုက်ကမင်းတို့လည်းစာအုပ်တွေကိုစားပြီးအသက်ရှင်နေရတဲ့ကောင်တွေငါနဲ့ဘွားတူပေါ့ကွာဟုဆိုသည်ဥပအုပ်သည်ထိုအကောင်များကို မောင်းပြလေမရှိချေမောင်းစားပြုပြီးဖြစ်သည်ဖြင့်ဥပအုပ်မိအိမ်ကိုထွန်းညင်းနေစမှာတိုက်ခတ်လိုက်တော့လေအေးတစ်ချက်ကဆုပ်ပြဲနေသောဝါထင်အပေါက်မှတူဝိစင်ယူဝင်လာသည်အီထီယန်ကိုသူအစ်စ်ပြန်မလဲနိုင်သေးခင် လေလုံအောင်ထရန်ပေါင်များကိုစက်ကူနဲ့ကကပိတ်ဖို့ကိစ္စကိုတတိယလာ၏ထို့ကြောင့်စာအုပ်ပုံတွေကလက်လန်းမီယာစာအုပ်တို့ကိုဆွဲယူလိုက်ကစာရွက်များကိုတရွက်စီဖြုတ်၍ထမင်းလုံးကော်နဲ့တုံရင်ထရန်မှာကန်နေမိ၏ထို့ကဲ့သို့သူစုပ်ပြဲ၍ထရန်ဘောက်ကိုကပ်ပြလိုက်သောစာအုပ်မှာစာအုပ်တွေများကလူကျင်တက်မတ်စွာတဖောက်ဖောက်မာကြာနေသည့်ကက်ဖကာ၏ရေတိုက်စာအုပ်ဖြစ်ကြောင်းမူဘယ်တော့မှမစာမတင်ဘူးသဖြင့်အင်္ဂလိပ်လိုဝေ၍မြန်မာလိုပင်တစ်လုံးမှမတက်ရှာသော ဥပအုံတယောက်တည်နိုင်ရှာလိမ့်မည်မဟုတ်ပါကြ။တစ္ဆာနေတကုံ1989 August ယခုဖပြသွားတဲ့ modern widow တို့လေးကိုနားစင်များနေတဲ့သဘောကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်။နောက်လာမယ့်အပိုင်းတစ်ကလေးတွေကိုလည်းဆက်လက်နားဆင်ပြဖို့အတွက်တောင်းဆိုပါရစေ။အားလုံးပဲဘေးပြရာတွေဝေကွာပြီးတာယာလပတဲ့နေ့ရက်ကလေးတွေပိုင်ဆိုင်နိုင်ကြပါစေရှင်။ကျမကတော့အစာဖတ်သူဝိုင်းပါ။